ရရောင်းပြီးတော့အသက်ရှင်ရတဲ့လူတွေအတွက်ကျမတို့ကအစားထိုးလုပ်ငန်းတွေလည်းရှာပေးဖို့လိုတယ်။ဒီလိုကျမတို့ကကိုင်းရဆိုင်ဆိုလို့ရှိရင်အဲတရားမို့နူးဆိုပြီးပိတ်လိုက်လို့လွှဲတယ်။နော်ဆေးလိပ်ဆိုင်ဆိုရင်ဆေးလိပ်ခုံတွေပါတရားမို့နူးဆိုပြီးတော့ကျမရင်းနဲ့မကိုက်နိုင်ဘူးဖြစ်ပြီးတော့အဲ့လိုလုပ်ရတာတော့ဟိုဥပဒေနဲ့လုပ်ရတာလွယ်တယ်။အဲ့တော့ဟိုမှောင်ခိုးပြီးတော့ရောင်းပါပဲ။ပို့ပြီးတော့ဈေးတက်သွားတယ်။ပို့ပြီးတော့ဈေးတက်သွားပြီးတော့ပြတ်မှလည်းမဟုတ်ဘူးလူတွေကအဲ့တော့ အဒီဆေးလေးပြတ်ဖို့ကိုင်းရပြတ်ဖို့ဆိုတာဟာစိတ်ပိုင်းဆိုင်ရာကျမပေးအရေးပိုင်းဆိုင်ရာနေပြီးတော့ဟိုကြိုးစားမှာတစ်ဖက်ပေါ့နော်နောက်တစ်ဖက်မှာလည်းဒီဒီလုပ်ငန်းတွေကိုအားကိုးပြီးတော့သူတို့ရဲ့အသက်မွေးရင်းကြောင်းအတွက်ရုန်းကန်နေတဲ့ပုံကိုယ်တွေအတွက်လည်းဒီမှာတော့စဉ်းစားရမယ်တစ်ဖက်သက်စဉ်းစားလို့မရဘူးကိုင်းရဆိုင်တွေပိတ်လိုက်ပြီးပိတ်ဆိုပြီးတော့ကိုင်းရဆိုင်ရောင်းပြီးတော့ဒီကိုင်းရဆိုင်လေးနဲ့ပဲအသက်ရှင်နေရတဲ့လူတွေအတွက်အများကြီးပြဿနာဖြစ်နိုင်တယ်တချို့ကတော့ အဲ့လိုမျိုးဖြစ်တယ်ဆိုရင်အများဖြင့်ဆိုတော့ဆေးလိပ်ဆိုလို့ရှိရင်ဒီဆေးလိပ်ရောင်းတဲ့ကလေးတွေကိုလိုက်ဖမ်းပြီးတော့ဆေးလိပ်ခုန်ကြီးတွေကဘာမှမဖြစ်ဘူးဆိုတဲ့ရှင်နဲ့ဒါအာဒါဟာတဘာဘာမကြောက်